ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ပြောရမလဲဆိုတော့ဒီဟိုအကြောင်းပြောမှာပေါ့ဗျာနော်ဟိုဗာလဲပမောကိစ္စလေးလည်းကျွန်တော်ဒီနေ့နည်းနည်းပြောရမှာပမောကိစ္စအခြားမဟုတ်ဘူးဗျပမောနဲ့ပတ်သက်ပြီးတော့ video file တွေ define အားလုံးတွေ့ရလိမ့်မယ်တက်လာတယ် video file တွေတက်လာတယ်အဲ့ video file ကိုကြည့်ပြီးတော့ခင်ဗျားတို့စိတ်ထဲမှာတမျိုးဖြစ်သွားမှာပေါ့နော်ဆိုတော့ ကျွန်တော်တို့ကဘာမြင်လဲဆိုတော့ဒီ video file မှာလည်းတက်တည်ရဘာပြလဲဆိုတော့ဒီကောင်းနေဒီဇိုင်းကန်လုပ်တယ်ဆိုတော့ပေါ်သွားတာအခုဘုံဘုံမျိုးညောင်ပင်ရက်ကွက်မှာရှိတဲ့ဒီတောင်လေးလုံးဘုံကြီးချောင်းအဲ့ဘုံကြောင်းမေးလာမေးလာရှိရနေတဲ့စစ်တပ်ကဘုံကြီးတိုက်ခိုက်တယ်ဆိုပြီးတော့ပြောကြတယ်အဲ့ video file ကူတက်လာတယ်တက်လာတယ်အဲ့အဲ့ဘက်ကလူတွေပဲတင်လာတက်လာတဲ့ video file ကိုကျွန်တော်ကြည့်လိုက်တဲ့ခါမှာစပေးရှောင်းနေလို့သူတို့ကပြောပြီးမြဲအထက်မှာ KIA PDF တွေတနက်တွေတကားကနဲ့အဲ့အဲ့ဒီအဲ့ဒီအရသားတွေနဲ့အတူရှိနေတယ်အရသားတွေနဲ့အတူသူတို့ရှိနေတယ်ဆိုတော့စပေးရှောင်းတွေပါလို့တစ်ဖက်ကပြောပြီးမြဲ ်ပွင့်လင်းပြောရင်တော့ KIA PDF ကတစားကန်လုပ်ထားတယ်လို့ကျွန်တော်ကမြင်တယ်။အဲ့လိုမျိုးဟောတော့ခမရပွင့်လင်းပြောရင်စစ်တိုက်ချင်းလွတ်လွတ်ကျွတ်ကျွတ်နေရာသွားတိုက်ဒီစေဘေးကြောင့်နေရာမှာသူလာပြီးတော့လူလာလူလာစုစရာလည်းမလိုရှိစရာလည်းမလိုမရှိသေးဘူး။ဒါပေမဲ့တို့ကရှိနေတယ်။ရှိနေရဆိုတာဘာလဲဆိုတော့ဗမောမှာဖြစ်နေတဲ့ကွဲတွေမှာတို့ကြည့်ရတာတို့ကဘာလဲဆိုတော့စစ်တပ်ကလေနဲ့ပုံကျဲရတာလက်နဲ့ကြီးနဲ့ပြစ်တာတွေတို့မခံနိုင်တော့တဲ့ခါကျတော့ပြည်သူလူထုကြားထဲပြေးဝင်တာ။သူကြောက်တာပေါ့ပြည်သူလူထုကြားထဲပြေးဝင်တာ။စစ်တပ်ကအခုချိန်ထိပြည်သူလူထုကြားထဲပြေးဝင်တာမရှိဘူးစစ်တပ်ကစစ်တပ်ကသူ့စစ်စခန်းမှာပဲသူနေတာ စစ်တပ်ကသူ့စစ်စခန်းမှာသူနေတာမင်းတိုက်ချိန်စစ်စခန်းလာတိုက်တိုက်သူကချသူချကိုချတယ်ဒါပေမဲ့အဲ့ဒီ KIAPD ကကျတော့အရသာပြည်သူလူထုကြားထဲကနေဝင်တိုက်တယ်ဝင်ပစ်စစ်တပ်ကပြန်ပစ်တဲ့ခါကျတော့အရသာပြည်သူလူထုပြစ်ပါတယ်အော်ရောဆိုတော့တခါတခါကြရင်ကျွန်တော်အဲ့ပစ်ခံရတော့အဲ့လက်နက်ကြီးကျပြီးတော့ထိသွားတော့ထိရောတဲ့ပြည်သူတွေတော့တော်တော်စိတ်မကောင်းဖြစ်တယ်ပြည်သူတွေကတနာဖို့ကောင်းတယ်ဂျားညက်သွားပြီဘာလို့ဗမော်မျိုးကနေပြီးတော့ထွက်ပြေးဖို့ကြိုးစားတော့လေအပြေးမခံတော့ KIA ရဲ့ပိတ်ထားတယ်ဒစာကန်လုထားတယ်ဒီဇယ်လန်းနေရာရှမ်းမြောက်တိုက်ပွဲတွေမှာအချိန်ချင်းကြားခဲ့ပြီလာချိုးတိုက်ပွဲမှာအချိန်ချင်းကြားခဲ့ပြီ မိုးကုတ်တပ်ဖွဲ့တွေအချိန်ကြီးကြားခဲ့ပြီအဲ့ဒီဇလန်းတွေကိုအထင်သားမြင်ရတဲ့ဗီဒီယိုဖိုင်လို့တခုပဲဘာဖြစ်လို့ဆိုတော့အခု PDF တွေ KIA တွေကဘာလို့လဲတနက်တွေတခါကနေအဲ့ဒီအဲ့ဒီစစ်ပေးဆောင်ဆိုပြီးပြောတဲ့အဲ့ဒီဖုန်းကြောင်းထဲမှာသူတို့ပါဝင်ပြီးတော့နေနေတယ်တနက်တွေတခါကနေဝင်နေတယ်နေတော့စစ်တပ်ကဒီကောင်တွေတပုံတွေရှိတယ်ဆိုတော့တိလို့လေလက်နက်ကြီးနဲ့ပြည့်တဲ့ပြေကောအမအရသာပြည်သူကညက်ပြီးထိအောင်လာဒါပဲကျွန်တော်ပြောနေပြောအဲ့တော့ KIA PDF တွေကဗမော်ဗမော်တိုင်းဘက်မှာသူတို့အခြေမလှတော့တဲ့အခါဘာလုပ်လာလဲဆိုတော့လူတွေကိုတစားခံတုံးလာတယ်ဟိုပြောရရင်တော့ဘာခေါ်လဲဆိုတော့ဒီဒီကျွန်တော်ဟို လူသားတိုင်းလောက်တာပေါ့နော်လူသားတိုင်းတစားတစားကြံလောက်တယ်သူတို့စစ်တပ်ကိုပြစ်ဖို့အတွက်သူတို့ကဘာလုပ်လဲဆိုတော့ပြည်သူလူထုရဲ့ပခုံးတွေပေါ်တနက်နဲ့ချိန်တယ်ပြည်သူလူထုရဲ့ပခုံးတွေပေါ်တနက်နဲ့ချိန်ပြီးစစ်တပ်ကိုပြစ်တယ်စစ်တပ်ကပြန်ပြစ်တဲ့အခါပြည်သူတွေတော့ကပြည်သူအထိပါတဲ့ခါကျတော့ပြည်သူအထိနေပါပြည်သူပြစ်တန်နေပါပြီဆိုပြီးတော့អော်တယ်ဒါပို့ရလည်းပြောရင်ပြည်သူလူထုပခုံးတွေပေါ်တနက်တင်ပြီးတော့စစ်တပ်ကိုတိုက်ဖို့ကြိုးစားတာပဲဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စလေနော်အဲ့တော့ပြည့်ပြောတာအဲ့ဒါကိုလုတ်ပြီးတော့သူတို့ကိုသူတို့ပြောတော့စစ်ရာဇဝဲဘာလို့လျှောက်ပြောတယ်တကယ်တော့ကျတော့သူတို့ကျူးလွန်တဲ့စစ်ရာဇဝဲပဲ ဆိုတော့စစ်တိုက်မယ်ဆိုရင်စစ်တိုက်မယ်ဆိုရင်ပြည်သူလူထုမရှိတဲ့နေရာမှာတိုက်တာအကောင်းဆုံးပါပြည်သူလူရှိတဲ့နေရာမှာတိုက်နေတာဟာရှင်းပြောရင်တော့အဲ့ဒါကဘာလဲဆိုတော့သွေးကြောင်ပါပဲတတိမရှိရဘူးပုံလည်းပြောတာအဲ့ဒါ KIA PD ရဲ့ဂွမ်မိုးလို့ဥစုက6လေးရတော့ပေါ်လာတာပဲဂွမ်မိုးလို့ဥစုကဘလောက်6လေးဆိုတာပေါ်လာတာဒီကောင်က6လေးပဲဆိုတော့ဒီကောင်က6လို့ပြည်သူလူထုကြားတဲ့သွားနေတာ6လေးမို့လို့တတိသိရှိရင်စစ်တပ်စခန်းဒေတာရမှာဒါပေမဲ့သူတို့မလုပ်ရဘူးမလုပ်နိုင်ဘူးပြောရင်တော့ဟိုစစ်တပ်ရှိရတဲ့ပြည်သူလူထုကြားတဲ့သွားပြီးဝင်တိုက်နေမှာတော့ပြည်သူထိပြီပေါ့ဗျာဒါပဲရှင်းပြအခုတော့ဘာပြောပြောဒီ ီပြည်သူလူထုပခုံးဘွားနဲ့တနက်တင်ပြီးတော့စစ်တပ်ကိုပစ်တယ်ဒစားကန်လုတ်တယ်လူသားတိုင်းလုတ်တယ်အခုတပ်ကပစ်လိုက်တဲ့အခါပြည်သူလူထိသွားတယ်ကျွန်တော်တို့ထိသွားတဲ့ပြည်သူလူတွေစိတ်မကောင်းဘူးဒါပေမဲ့ပွင့်လင်းပြောရင်တော့ပြည်သူလူချားညက်သွားတဲ့ပြည်သူစိတ်မကောင်းဘူးဒါပေမဲ့ပွင့်လင်းပြောရင် KIP တရက်ကတော့ဟိုလုတ်နေပြီဟိုလူသားတိုင်းလုတ်နေပြီပြည်သူလူထုပခုံးဘွားနဲ့ပခုံးဘွားမှာတနက်တင်ပြီးတော့စစ်တပ်ကိုပစ်နေပြီအဲ့တော့စစ်တပ်ကပြန်ပစ်တဲ့အခါပြည်သူထိတယ်ဆိုတဲ့စကားလုံးကိုတုံးနေပြီပွင့်လင်းပြောတော့နိုင်ငံရေးထိုးနှက်ချက်နဲ့ထိုးနှက်ချက်လည်းရသွားအောင်လုပ်တယ်လို့ကျွန်တော်မြင်တယ်အဲ့ပုံပေါ်မှာလည်းအဲ့ပွဲမှာလည်း တော်ပြန်ဆုတ်ပြေးကျင်တာဆုတ်ကျင်တာဆုတ်ကျင်တဲ့အခါကျတော့ပြည်သူလူကြားတဲ့ဝင်နေတယ်ပြည်သူလူနဲ့ကဲသလိုလိုနဲ့ဟန်ဆောင်တာကဲသလိုလိုဟန်ဆောင်ပြီးတော့ပြည်သူလူကြားတဲ့သူတို့ဝင်နေလိုက်တာဒီသဘောပဲအဲ့တော့တခါကျရင်လည်းကဲတယ်ဆိုရင်စကလုံးလေးကိုသုံးပြီးတော့ဒါသူတို့လှုပ်ချင်တာလှုပ်ဖို့နဲ့တတိုင်းကာလိုက်တဲ့သဘောပဲဒီသဘောပဲနော်အဲ့တော့ဒါဗမော်ကိစ္စကျွန်တော်ဒီလိုပဲကျွန်တော်အမြင်တည့်ပဲပြောပါရစေဘိုးအောင်လည်းပြောတာပါနော်နောက်တစ်ခုကကျွန်တော်တို့ဒီအဲဗမော်ကိစ္စပြီးတော့အောက်ကိုဆင်းလာတောင်ကြီးမှာတောင်ကြီးမှာမွေးစေဝါးတွေမိတဲ့ကိစ္စလေးကျွန်တော်ထည့်ပြောပါမယ်တောင်ကြီးအေးတာယာမှာနော်မွေးစေဝါး ငွေဆိုတာစိတ်ကြွယူစုဆေးပြတန်းတန်းတန်း35တန်းပေါ့နော်အဲ့လိုပြောပါမယ်စိတ်ကြွယူစုစိတ်ကြွယူစုဆေးပြ35တန်းလောက်ကိုဖမ်းဆီးရမယ်တောင်ကြီးမြို့နယ်တောင်ကြီးမြို့နယ်အေးတာယာမြို့ရက်ွက်17အနေမြို့86အဲအဲ့မှာရှိတဲ့တန်းထွေးအောင်ခေါ်ခေါ်ကြီးအဲ့သူ့ရဲ့နေအိမ်ကိုဒီမွေနေမှာငွေဆိုးဝါးရေးတင်းတိုးထားတဲ့လိုတရင်ရလို့နော်တရင်ရတဲ့အတွက်အဲလူမျိုးတက်ဖွဲ့ဝင်တွေကငွေတက်ဖွဲ့တွေသွားတဲ့ခါကျတော့အဲ့မှာဒီသူနဲ့အတူအဲ့ဒီကောနာတန်းထွေးအောင်ခေါ် ခေါ်ခေါ်ရင်းနဲ့မချောချောဦးခေါ်မဆုနောက်တော့အွန်လိုင်းထွန်းအွန်လိုင်းထွန်းဦးအစရှိလူသုံးဦးကိုတဲ့ဆလာအိတ်ပေါင်း185အိတ်နဲ့ထည့်ထားတယ်နော်နော်ငွေကာလငွေတန်စီပေါက်တန်ပိုးပေါက်စီရ18.5ဘီလီယံလောက်တန်ဖိုးရှိတဲ့စစ်ကြောကျူးစုစီပြ35တန်းကိုဖမ်းဆီးရမိခဲ့တယ်တဲ့အဲ့ဒါမေလ9ရက်နေ့ညနေပိုင်းကညပိုင်း17ခေါ်လောက်ဖမ်းမိတာပြောရရင်တော့တောင်ကြီးမြို့အေးတာရဲကိုဘလိုနီးနေများအဲ့ဒီ အထုပ်တွေအထုပ်တွေအဲ့ဒီဒါတော့အပုံလေးကြီးဗျာအဲ့ဒီပုံလိုက်တဲ့ပုံကြီးလို့ရှိခင်ဗျာလူကကျွန်တော်ခုနကလူခါလောက်ကြီးဗျာခါလောက်ကြီးတဲ့ပုံကြီးဒီလိုရှေ့လိုက်ကြီးရှေ့လိုက်ကြီးပုံထားပြီးတော့မဖြစ်နေလဲဆိုတော့ဟိုဒါတော့များတဲ့ပမာဏကြီးပေါ့အဲ့လိုပမာဏကြီးကိုထောင်ကြီးအေးတာရတယ်ဟိုဘလို့တယ်လဲကျွန်တော်စဉ်းစားလို့မရဘူးပြီးတော့အဲ့တယ်တဲ့လမ်းတစ်လျှောက်လုံးမှာရှိရဲ့လူကြုံရေးတက်ဖို့ကနေမတိရလားဘလို့လဲတော့ကျွန်တော်ကတော်တော်မွေးစေဝါခိုင်းရတော်တော်ကြီးတယ်ပုံပေါ်တယ်မွေးစေဝါကတိုင်းပြည်မှာတော်တော်ကိုရှင်းလို့မရတဲ့ပြဿနာကြည့်ရတာမွေးစေဝါနဲ့ကျွန်တော်အတူနေထိုင်ရတော့မှထင်ပါတယ်ကျွန်တော်တိုင်းပြည်က မွေးလာတဲ့ကလေးတွေအကုန်လုံးကကျွန်တော်တို့နောက်မျိုးဆက်တွေရဲ့အစားပြီးကျွန်တော်တို့ကျွန်တော်တို့ကနေစပြီးနောက်မျိုးဆက်လက်ထက်ထိမျိုးဆက်တိုင်းမျိုးဆက်တိုင်းဟာတေချာပေါက်ကျွန်တော်တို့မွေးရေးဆေးဝါးနဲ့အတူရှင်တွဲနေထိုင်ရအောင်လို့ယူဆတယ်။အဲ့တော့ကိုကသုံးညင်သုံးမသုံးညင်နေကိုမသုံးညင်နိုင်တာကိုမသုံးအောင်မသုံးမြောင်နေတာကကိုရဲ့အဲဘယ်လိုခေါ်မလဲကိုရဲ့ဒီဒီဒီရည်ချင်းပဲမသုံးမြောင်နေတာကိုရည်ချင်းပဲသုံးမိတာတော့ကိုကိစ္စနဲ့ကိုအဲ့တော့ကျွန်တော်တို့ကမွေးရေးဆေးဝါးနဲ့အတူရှင်တွဲနေထိုင်သွားတော့မှတေချာသွားပြီဗျ။အဲ့ဒါဆိုမထိနိုင်ဘူး။အာနာပိုင်းဖွဲ့စည်းကြီးလည်းအဲ့ဒီမွေးရေးဆေးဝါးမထိနိုင်ဘူး။မွေးရေးဆေးဝါးကလည်းပတ်စံတားရတာ ွေစည်းဝါးကလူတက်ကိုနေချင်းညာချမ်းသာတယ်နေချင်းညာချမ်းသာတယ်အခုကျွန်တော်မွေစည်းဝါးထားလို့နောက်တစ်ရက်တည်းဆိုကျွန်တော်လက်ခဏအကောင်းစားကအီစီရတကယ်အကောင်းစားစိန်ခဲအင်းတော့ကျွန်တော်လို့ရတယ်ဖြစ်သွားနေတယ်မွေစည်းဝါးဆိုတော့မွေစည်းဝါးရဲ့ဒီငွေရလမ်းရကြီးတယ်ကြီးတဲ့ခါကျတော့ဒါကြောင့်မလဲဖြစ်တာပေါ့ဆိုတော့ဒါကြောင့်မွေစည်းဝါးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့မလွယ်ပါဘူးအခု18ဘီလီယံကျော်ဘူးမနေပါဘူးပတ်စံနော်အဲ့လောက်များတဲ့ပမာဏတော်တော်တော့ဟိုဘာဖြစ်တယ်လို့ခေါ်ပါတယ်နော်တော်တော်တော့တော်တော်တော့ငွေစီဝါးနဲ့ပတ်သက်ပြီးတော်တော်ထိန်းရခံမယ်လို့ဆိုပါခေါ်ရတယ်เนาะဒါနောက်တစ်ခုနောက်တစ်ခုကတော့ကျွန်တော်တို့ ဒီကြားပြန့်ကိစ္စလေးဒီနေ့ပြောချင်ပါတယ်ကြားပြန့်ကိစ္စလေးနဲ့ကြားပြန့်ကိစ္စဆိုချားမဟုတ်ပါဘူးအာဒီမြမြောက်တွေပေါ့နော်မြောက်တွေရွှေကုတ်ကိုရွှေကုတ်ကိုတို့ဘာလို့မှမိထားတဲ့ကြားပြန့်တွေပေါ့ကြောက်ခက်မှမိတဲ့ DGB နေပြတော့မိတဲ့ကြားပြန့်ကိစ္စတော့ကျွန်တော်မပြောပါဘူးဘာလို့ဆိုဒီကောင်တွေကဘာဖြစ်လို့ဆိုဒီကောင်တွေကတရားမဝင်ဖွဲ့စည်းပြီးတော့ဒီကောင်တွေကတကူတွေကအစိုးရဘုံတော့ဖွဲ့စည်းဖြစ်တဲ့အတွက်ဒီကောင်တွေကစီးနေကနေလုတ်တယ်မဟုတ်ဘူးအဲ့တော့အစင်တန်းရှိတဲ့အဖွဲ့မဟုတ်တဲ့အတွက်ကျွန်တော်ကတော့ပုံလည်းပြောရင်သိပြီးအဲ့ DGB ရေလုတ်တဲ့လုတ်ရတဲ့ဒီပုံမှာဘာမှမှတ်ချက်မပေးဘူးရေးလည်းမရေးဘူး ဆိုတော့ကျွန်တော် DKB လောက်ရသည်ဘရောမှမှန်ကန်မြတ်တာနေလို့ကျွန်တော်မမြင်ဘူးအဲဒါကြောင့်မလို့ဒီကောင်နေလို့တဲ့လို့ရကိုကောင်းလည်းမထဲပါဘူးအခု BGF BGF ကျတော့အစိုးရနဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းအစိုးရဆက်ဆက်တဲ့အဖွဲ့အစည်းပြီးတော့ BGF ကအခုမလုပ်တယ်လဲဆိုတော့သူကြားပြတ်နဲ့ပတ်သက်ပြီးတော့ဟိုဖန်ဆီးရမိတဲ့လူတွေအကုန်လုံးပြန်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 ပို့တာတရုတ်တွေဆိုရင်20လောက်ပဲကျွန်တော်လဲအီသီယိုးပီးယားတွေတော့အများကြီးကျန်သေးတယ်တရုတ်တွေတော့20လောက်ပဲကျွန်တော်လဲတရုတ်တော်တော်များအီသီယိုးပီးယားကကြည့်ရလားမကွမခေါ်နိုင်ဘူးထင်ပါတယ်ကြည့်ရလားဆိုတော့ပြန်ပို့ပေးနေတယ်တဲ့ဒါပေမဲ့အဲ့ဒီမှာသတင်းထဲမှာပျောက်နေတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ အဲ့ဒါဘာလဲဆိုတော့ကြားဖြန့်တွေကိုဥဆောင်လုပ်တဲ့ဥဆောင်တဲ့ခေါင်းဆောင်ကြားဖြန့်ဥဆောင်လုပ်တဲ့ခေါင်းဆောင်အာ6 plus 1ဆိုတော့6ယောက်ပေါ့1ဂျပန်ဂျပန်တကောင်ပြန်သွားပြီဂျပန်တကောင်ဂျပန်ပို့ပြလိုက်ပြီဆိုတော့6ယောက်ချက်တယ်အဲ့6ယောက်ကအဲ့6ယောက်နဲ့ပတ်သက်တာပေါ့နော်အဲ့6ယောက်နဲ့ပတ်သက်တာခုလေးအဲ့6ယောက်ကိုပြန်မပို့ရသေးဘူးလေကျွန်တော်သိတယ်ခုလေးညမပို့ရသေးဘူးလေအဲ့6ယောက်ဟာဘာဖြစ်လို့မပို့ရသေးလဲဆိုစုံစမ်းလိုက်တော့မပို့ရသေးခြင်းအကြောင်းရင်းကဒီ6ယောက်ကိုမြန်မာပြည်မှာအမှုတွေရေးဖို့မရှိရတဲ့အခြေချက်ကအမှုရေးဖို့မယ် ်အမှုရေးဖွင့်မယ်အမှုရေးဖွင့်ဖို့တည်းစစ်ဆေးနေတယ်စစ်ဆေးပြီးရင်သူတို့တို့စစ်ဆေးမင်းမျိုးတွေလုပ်တယ်လုပ်ပြီးရင်သူတို့အမှုရေးဖွင့်မယ်အမှုရေးဖွင့်ပြီးရင်သူတို့တရားခံပုံစံမျိုးပြန်ပို့ရမယ်တဲ့ဒီတိုင်းဘော့ရော့အိမ်ဆိုပို့လို့မရဘူးတဲ့အဲ့တော့သူတို့အဲ့ဒီရက်တက်ဖွဲ့ကပြည်နယ်ရက်တက်ဖွဲ့ကတောင်းယူပြီးတော့ဒီကောင်တွေစစ်ဆေးနေတယ်ဒီ၆ောက်ကိုစစ်ဆေးနေတယ်ဒီ၆ောက်ကလည်းငကိုတွေကကလန်ကစံနေတဲ့နည်းနည်းဝင်ပြူပြီးတော့မရင်းသမားတွေလည်းပါတယ်မရင်းမှုတွေမရင်းမှုကျွန်းထားတဲ့ကောင်တွေလည်းပါတယ်တဲ့အဲ့တော့ဒီကောင်တွေအမှုရေးဖွင့်မဲ့ကိစ္စတွေကကိုလုံနေတာမပြီးသေးလို့ဒါကြောင့်မပို့ရသေးဘူးလို့ကျွန်တော်ကြားရတယ် ော့ဒီကောင်လေးစီကနေတိတ်စီရမိထားတဲ့ပစ္စည်းတွေပိုင်းညာလေဆိုလို့ခုတည်းတိတ်ထားတယ်ပြီးရင်အဲပြောရတော့မကြခင်ဖြစ်စီဝဲလုံးတော့ဒါလည်းချီလို့ကြားတယ်ဆိုတော့ဒီ6ယောက်ကိုအမှုရေးဖွဲ့မယ်ဆိုတော့သူဘလို့ကောင်းစင်နဲ့အမှုတွေရေးဖွဲ့မလဲတော့ကျွန်တော်မသိဘူးရဲတပ်ဖွဲ့စစ်စစ်ချက်တွေမှာဘလို့စစ်စစ်ပြီးတော့ဘလို့အမှုအမှုတွေရေးမလဲကျွန်တော်မသိဘူးပေါ့နော်သူတို့မသိရသေးဒါရဲရဲထုတ်ပြမှာမဟုတ်သေးဘူးဆိုတော့ဒီ6ယောက်ကိုကြားပြန်ဂိုင်းဂိုင်းစတာတွေဖြစ်နေထုတ်မှလားဒါမှမဟုတ်ဘလို့ပုံစံနဲ့လုပ်မလဲအဲ့ဒါတော့ကျွန်တော်လည်းမသိသေးဘူး စိတ်ဝင်စားဖို့ကောင်းတယ်အဲဒီ၆ခုကိုအမှုရေးမယ်အမှုရေးဖွင့်ပြီးသွားရင်မှုရတရားတရားဆွဆိုမယ်တရားဆွဆိုပြီးသွားရင်ရပြီဆိုတော့ ਨੇ တရားခံဖြစ်နေသူကသက်ဆိုင်ရာနိုင်ငံစီကိုပြန်ဖို့မယ်တရားခံဖြစ်နေပြန်ဖို့မယ်လို့ကြမ်းတင်သိရတယ်ဆိုတော့ဒီကောင်တွေကိုပို့ရတယ်ခုလိုကိုယ်တို့ဒီဂျမန်ကောင်တော့လွတ်သွားပြီသွားပြီပြီးသွားပြီဂျပန်နိုင်ငံကဘာလဲကွာ AC ဒီကောင်တွေနေရမှာပေါ့ပဲနော်ဒါဒါသူ့နိုင်ငံသားသူကာဝယ်လို့ဆို AC ပေါ့အဲ့တော့ဒီကိစ္စပြီးတော့ဒီကဒီကောင်တွေစီကနေဘန်စီရမီတာတွေ laptop တွေ laptop တွေဖုန်းတွေဖုန်းဆိုအလုံး900ကို800ကိုရှိတယ်ဖုန်းဆိုအလုံး900ကို800ကိုရှိတယ် iPhone တွေ Samsung ဖုန်းတွေလေ အလုံး9000 8000လောက်ရှိတယ်တဲ့အဲတက်ဘလက်ဆိုရင်လည်းတက်ဘလက်ဒီ lab desktop တွေဆိုရင်အလုံး1000လောက်ရှိတယ်တဲ့အဲ့လောက်ကြီးအကုန်လုံးကိုသူကတိတက်တိမ့်ထားတယ်တဲ့တိမ့်ထားပြီးတော့အဲ့ဒါတွေဘာလို့လဲဆိုတော့တရရရမှာတော့အိုက်ကောင်ကိုသိမကြဆိုရင်တရရရမှာအိုက်ကောင်တွေကိုဖြက်စီးတဲ့ပွဲလုပ်မယ်တဲ့မိရှုဖြက်စီးပြတာတော့တောင်းကိုနင်းပြီးချိတ်ဖြည့်ဖြက်စီးပြတာလို့ဖြက်စီးတဲ့ပွဲလုပ်မယ်လို့တော့သိရတယ်ဘယ်တော့ဖြက်စီးမလဲတော့မသိဘူးရက်တိကျမသိရသေးဘူးဖြက်စီးလို့ဖြည့်တယ်တဲ့ဆိုတော့တကယ်တော့ဗျာအဲ့ဒီဖုန်းတွေကအဲ့ဒီဖုန်းတွေကအကုန်လုံးကျွန်တော်သိသလောက်တော့သူတို့ကတော့သူတို့ဘက်ကတော့ဘီ PGF ဘက်ကတော့ဒါကိုရှင်းရှင်းလင်းလင်းတော့မပြောဘူးပေါ့ကျွန်တော်အခြားနေရာတွေမှာကြားတာတော့အခြားနေရာတွေမှာကြားတော့တချို့ဖုန်းတွေอ่ะအဲ့တချို့ကြားပြန်တကယ်လို့တဲ့ဖုန်းတွေကင်မရာမပါဘူးလေတိချက်ကကင်မရာမပါဘူးကင်မရာလုံးဝမပါဘူးပြီးတော့ location icon မပါဘူးလေ location ဝါလေးမပါဘူးဝါလေးမပါလာဘူးလေ iPhone ဘာလို့လဲဆိုတော့ကင်မရာမပါဘူးဘာကြောင့်လဲဓာတ်ပုံရိုက်ပြီးတော့ iPhone နဲ့ပို့လိုက်မှာဆိုလို့ဓာတ်ပုံရိုက်မှာဆိုလို့နောက်တစ်ခုက location မပါဘူး location ထောက်မှာဆိုလို့ အဲ့တော့အဲ့လိုလုပ်တာအဲ့လိုဖုန်းလေးလို့ချထားနေရမှာဆိုအဲ့လိုကြားတယ်ဒီဒီအဲ BGF ဖမ်းထားတဲ့ဟာတွေမှာတော့ဘာတွေလဲပါလဲမပါတော့ကျွန်တော်တို့မသိဘူးပေါ့နော်အဲ့ဒါကိုမသိရသေးဘူးအဲ့တော့ laptop တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့အခြားနေရာမှာဆိုလို့ရှိရင်အခြားနေရာတွေမှာဆိုလို့ရှိရင်ပေါ့ရှမ်းမြောက်ပဲပေါ့ရှမ်းပြည်နယ်တွေမှာဖမ်းတော့မှာဆိုရင်ဟိုဟာတွေပြတယ် laptop တွေဆိုတရုတ်စာတွေနဲ့ရေးထားတယ်လုံးဝတရုတ်စာပဲအင်္ဂလိပ်လိုလုံးဝမပါဘူးတရုတ်စာတွေဆိုတော့ဒီရွှေကုတ်ကိုနေပြည်မှာမိတယ်ကကျွန်တော်တရုတ်စာတွေကိုအင်္ဂလိပ်စာတွေလည်းပါတယ်အင်္ဂလိပ်စာတွေလည်းလုပ်ထားတယ်လို့ပြောတယ်ဆိုတော့အဲ့ဒါတွေကိုလုံးကိုဒီမြန်မာအစိုးရကရှေ့ရနေပြီးတော့တရုတ်စာ တောင်းတယ်လို့ပြောတယ်တောင်းခဲ့ဘူးလေဒါပေမဲ့မြမဆိုးကပြန်မပေးဘူးပေါ့မပေးဘဲနဲ့မြမရောတိတ်ထားတယ်ပြင်ရတော့ဖြစ်စည်းလုပ်ပေါ့ဆိုဖြစ်စည်းရလုပ်ပေါ့ဆိုတော့မတကယ်အဲ့ထက် data ချက်လက်လို့ဆွဲထုတ်တဲ့အပိုင်းရှိလားဆိုတော့ဆွဲမထုတ်နိုင်သေးဘူး data ကိုမထုတ်တတ်တာလားမထုတ်နိုင်ကြလားဘယ်လိုလဲတော့မသိဘူးအဲ့ဆိုအဲ့ဒီမှာဒီကောင်လေးကြားပြအောင်ဘယ်လိုလိန်ရလဲဆိုတာမျိုးနဲ့သူ့ရဲ့နောက်ကျောင်းရာဇဝင်နေပြီးရင်သူတို့လိန်တဲ့ပုံစံနဲ့အချက်လက်တွေကိုယူပြီးရတာသက်ဆိုင်ရာနိုင်ငံနဲ့စကားပြောတဲ့ခါကျရင်မင်းတို့ကောင်လေးလို့တာကြည့်မင်းတို့လည်းဆက်သွယ်လိုက်အောင်ဒီကောင်လေးဘယ်လိုမှားလဲဆိုတော့ပြောလို့ရမယ်အခုကအဲ့ data ကိုသူတို့ဆွဲပြီးတော့မထုတ်နိုင်ဘူးထင်ပါတယ် ဘယ်လိုလာမလို့တော့မသိဘူးအဲ့ဒါလည်းကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ဒီဖြည့်စည်ပွဲလုပ်မယ်နောက်တစ်ခါဒီဖန်စီရမယ့်ပစ္စည်းတွေအကုန်လုံးသူသိမ့်ပြီးတော့ဒါ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 ပါရှိမယ်ဆိုတော့ဟိုပြန်ပြီးတော့နိုင်ငံတော်ကပဲလာပြီးတာဝန်ယူထိမ့်မယ်ပေါ့လေနော်ဆိုတော့နောက်ကျွန်တော်ကမှဟိုဒီကောင်တွေကဒီကောင်တွေစခန်းဒီကောင်တွေသိမ့်တဲ့အခါမှာဒီကောင်တွေဆက်ပတ်စံတရုတ်ယွမ်ဝေးထိုင်းဘတ်တုံးမှုရွှေတောင်းဒေါ်လာပေါ့အဲ့လိုပတ်စံတွေသိမ့်စီရမိပါသလားဆိုတော့မိကုန်းနဲ့ပတ်သက်ပြီးကျွန်တော်အဲ့ဒါတန်တရားရှိတယ် မှ BDF အနေနဲ့အဲ့ဒီသူတွေကိုသိမ်းတဲ့အခါမှာ laptop တွေဖုန်းတွေအောင်သိမ်းမိတယ်ဆိုရင် laptop desktop ဖုန်းတွေအောင်သိမ်းစီရမိတယ်ဆိုရင်ပတ်စံဒေါ်လာ yuan ဘတ်တို့မှရွှေကြောင်းအဲ့ဒီပစ္စည်း၄မျိုးတွေ၄မျိုးပေါ့နော်အဲ့ဒါငွေနဲ့ရွှေပေါ့ဗျာလွယ်လွယ်ပြောရရင်တော့အဲ့ငွေနဲ့ရွှေနဲ့ငွေတွေများမိကန်တက်တာတွေနဲ့သိမ်းစီရမိတာတွေမရှိနိုင်ဘူးလားဆိုတဲ့မေးခွန်းပေါ့ပြီးတော့ BGF အနေနဲ့စင်းဖြောက်ပြတာရောမရှိနိုင်ဘူးလားဆိုတဲ့မေးခွန်းအဲ့မေးခွန်းတော့ရှိတယ်ဒါပေမဲ့ BGF ဘက်ကလူတွေကတော့တချို့ကကျွန်တော်တို့ကမမိပါဘူးမရှိဘူးဆိုပြီးငင်းကြတယ် ဘလို့ပဲဖြစ်ဖြစ်ညင်းတာတော့သူတို့ဘက်ကတော့ညင်းတာပေါ့တန်တရားကတော့တန်တရားဆက်လက်ချိနေသေးပဲဘာလို့ဆိုတော့ဒါ VGF တွေဖန်ဆီးလုပ်တဲ့ခါမှာဘလို့ဖန်ကြလဲဆိုတော့မေးလိုက်တဲ့ခါတော့ထုံဆန်းကြည့်တဲ့ခါကျတော့သူတို့ကဒီဖန်ဆီးတဲ့ခါမှာဖန်ဆီးရေးလုပ်တဲ့လူရဲ့ထွက်လာတဲ့အဲ့လိုချက်ချင်းစစ်တာဘယ်သူဖြစ်ဖြစ်ကျွန်တော်ဖန်ဆီးသမားဝင်ဖန်းတယ်ပြီးသူပြန်ထွက်လာတယ်သူ့ခန္ဓာကိုယ်ကိုရှာတယ်လိုတဲ့ပစ္စည်းကိုရှာတယ်ရှာတယ်အဲ့တော့ဒီလိုကိုးတာဖွက်တာဟိုတိတ်ထန်လို့မရှိဘူးလို့ကျွန်တော်ကြားတယ်ဒါပေမဲ့ ဒါပေမဲ့ပေါ့နော်ဒါပေမဲ့ပေါ့နော်တန်တရားရရှိနေသေးပဲရှိเสียကောင်းတာပေါ့နော်ဆိုတော့အချားနေရာတွေကမိတာအဲ့လိုရွှေချောင်းတွေပဲရတယ်ရွှေချောင်းတွေပဲရတယ်လို့ကြားတယ်ဆိုတော့ဒီလိုတော့ရှိတယ်အဲ့တော့ BGF အနေနဲ့ကတော့သူတို့ကတော့ကျွန်တော်ထင်တယ်ညှင်းဆိုပါလိမ့်မယ်ဒီကိစ္စကိုသူတို့ညှင်းဆိုလိမ့်မယ်လို့လည်းကျွန်တော်နားလည်ထားတယ်ညှင်းလည်းညှင်းမှာပါနော်ဒီလိုတော့ရှိတယ်အဲ့တော့ကြားဖြတ်ကိစ္စနဲ့ပတ်သက်ရင်တော့ဒါဆက်ဆက်နေရာဖြတ်ပြတာအခုနောက်တစ်ခုကကြားဖြတ်နဲ့ပတ်သက်ထိုင်းဘက်ကပြောတယ်အကြားဖြတ်နေနေရေးဝယ်တယ်သူတို့ဖြတ်ဖြတ်သုံးပြတ်တော့ဖြတ်လေးပြတ်တော့အဲ့ဟိုရေးဖြတ်မီးဖြတ်ဘာဖြတ်ညာစီဖြတ်ပေါ့နော်အဲ့လိုဖြတ်လိုက်တဲ့ခါကျတော့တဲ့ ဖြတ်တော့ပြပေါ့နော်ရေဖြတ်မီးဖြတ်စီးဖြတ်ပေါ့မီးနဲ့စီးနဲ့ဖြတ်တာပေါ့ဒီကတော့အမီးနဲ့စီးနဲ့ပြီးတော့စားနိုင်ကသုံးမျိုးဖြတ်လိုက်တဲ့ခါမှာဖြတ်လိုက်တဲ့ခါလဲကျတော့အာတို့ဖြတ်ဖြတ်ဖြတ်သုံးပြကအောင်မြင်သွားတယ်ပေါ့ဗျာအဲ့တော့ချားဖြန့်တော်တော်လေးတို့နေနေနိုင်ခဲ့ပါပြီဆိုတော့ပုံစံမျိုးတော့ပြောတယ်ကျွန်တော်အမြင်ပြောရရင်တော့ချားဖြန့်ကနေလာနှင်းပြောက်ပေါ့နေရပြီလို့ဆိုတော့တရုတ်ကြီးပေါ့တရုတ်ကြီးလဲလာရောသူ့သူ့ဟာသူပြောက်သွားရောရာဆိုတော့ပြောရရင်ဗျာချားဖြန့်ကအခုခင်ဗျားတို့ရှင်မှာကျွန်တော်တို့ကြားထဲမှာရေမမစားတော့ပြန်မစားတော့ပြန်ချားဖြန့် မစားတော့ပြောင်းဘာဖြစ်သွားလဲတော့မသိဘူးဗောနော်ကြာပြန်ရေးမစားတော့ဘူးကြာပြန်အကြောင်းတွေကကပမီဒီယာတွေမှာငုတ်သွားပြန်တယ်ပြန်ငုတ်သွားပြန်တယ်ဆိုတော့အကြောင်းကဘာလဲဆိုတော့ဒီလိုငုတ်သွားခြင်းအကြောင်းရင်းကဘာလဲပြီးတော့အစကတည်းကကြာပြန်ဆိုတဲ့စကားလုံးကတခုခုလှုပ်ရှင်လို့ခေါင်းစဉ်တတ်ထားတဲ့ဟာလားလို့ကျွန်တော်မေးရမဖြစ်တယ်တခုခုလှုပ်ရှင်လို့ဒီခေါင်းစဉ်နဲ့လှုပ်လှုပ်ချလိုက်တာလားလို့ကျွန်တော်ပြောအောင်ဖြစ်တယ်ကြာပြန်ကျွန်တော်တို့လည်းအတူရှင်းတွဲရှိနေပြီကျွန်တော်တို့ဖုန်းတွေကို message ပို့တာကကြာပြန်နေပြီကျွန်တော်တို့ဖုန်းတွေကို message ပို့တာကကြာပြန်နေပြီ Telino အတန်ပေါ့အတန်ကအများဆုံးပို့တယ် အတမ်ကအများဆုံးပို့တယ် already two already two ကတော့ကျွန်တော်သိမကြောက် MPT လည်းပို့တယ်အတမ်ကလည်းပို့တယ်တဲ့အဲ့ဒီအတွက်သူကဟောပြတဲ့ဒီဒီဒီဘာခေါ်လဲဆိုတော့ဆက်တွေရှိတယ်တဲ့အဲ့ကောင် transmitter ရှိတယ်တဲ့အဲ့ transmitter နဲ့သူကမြန်မာမြန်မာရှိတဲ့ဖုန်းတွေအကုန်လုံးတခါလေဘုံဘုံရိုက်ပို့တာဟိုတိုင်းဖုန်းတွေကဝင်ချလာတာအဲ့တော့ဘသူဖုန်းကဘုံတီးလို့မဟုတ်ဘူးတဲ့အကုန်လျှောက်ပို့တယ်ပို့တဲ့ကံမှာချင်းချောက်တော့တော့ပါတယ်ကျွန်တော်ဆိုချင်းချောက်တော့ချင်းချောက်တော့ကျွန်တော်ဟိုလူမသိသူသိဖုန်းတစ်လုံးဆိုရင်ချင်းချောက်တာနောက်ရှင်းမပေးတော့ပါဘူးတမင်းသူတို့ဟာ join မယ်ဆိုရင်နောက်ရှင်းမပေးတော့ဘူးအမေအဲ့လိုလာတာဆိုတော့အဲ့ဒါကြားပြန်တယ် တော့ attend ဖုန်းတွေက attend ပေါ့နော် Telenor ခေါ် attend attend ဖုန်းတွေအများဆုံးဖြစ်တယ်ဆိုတော့အဲ့လိုဖြစ်လို့လေ attend ကိုနည်းနည်းလေးအဲစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့လည်းသတင်းကြားတယ်စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့လည်းသတင်းကြားတယ်အဲ့တော့ဟုတ်လည်းပြောရရင်တော့ခုနောက်ပိုင်း message မလာတော့ဆိုတော့ ဒါတွေလည်းစိတ်ဝင်စားမကောင်းနဲ့ကြားဖြတ်ကိစ္စစိတ်ဝင်စားမကောင်းနဲ့နောက်တစ်ခုကဟာဘုံမီဆော့ချစ်သူနဲ့သူသားသမီးတွေကိုလည်းမဟုတ်ကဆန်ရှင်လုပ်တာလည်းဖြစ်ကုန်ပြီအနောက်အဆိုကဆန်ရှင်လုပ်ကုန်ပြီဆိုတော့ဒါတွေကလည်းနည်းနည်းတော့ဇလန်းတွေကတော့နည်းနည်းတော့ရောထွေးရှုပ်ထွေးတာပေါ့နော်အဲ့တော့ဆော့ချစ်သူတွေနေလည်းကြည့်ရတာမြန်မာပြည်ထဲမှာဆက်နေပြီးကောင်းကောင်းနေရမယ်တဘောရှိတယ်ကောင်းကောင်းမနေတဲ့ခါကျရင်ပြဿနာရှိတယ်အစိုးရလည်းရန်ဖြစ်နေမယ်တစ်ချိန်လုံးရန်ဖြစ်နေမယ်ဆိုတော့ဆော့ချစ်သူတွေလည်းပို့လိုက်ပြောရင်တော့ဟိုအစိုးရကာကွယ်ပြီးမှမဟုတ်ဘူးအဲ့တော့စောင့်ကြည့်ကြတာပေါ့ဗျာဘယ်လိုလာမလို့တော့မသိဘူးဒါတော့ကျွန်တော်ကပြတာပါအဲ့တော့ကျွန်တော်ဒီနေ့အပိတ်လေးကတော့ ဒီတွန်တေးကော်မူကွန်းချန်ကုန်းဘက်ကကိစ္စပေါ့မြေကြီးကိစ္စပေါ့အဲ့မြေကြီးကိစ္စပြီးခဲ့တဲ့တလောကလည်းခင်ဗျာပြီးခဲ့တဲ့တလောကလည်းပြီးခဲ့တဲ့ရပိုင်လည်းဒလာရေခဲကြီးကိုမြေဖို့ပြီးတော့ဂရမ်မီဖောက်ချလို့ပြက်တရိုက်တက်ကြလို့အဲ့မှာအဲ့ရဌာနမှုတော့အဲရွှေ့ခံလိုက်ရတယ်မဟုတ်လားနော်မြေစီမင်းဌာနမှုရွှေ့ခံလိုက်ရတယ်လေအခုအစ်စ်တွေပြောင်းသွားတယ်ဆိုတော့အဲအဲ့မှုကအဲ့လိုမျိုးပေါ့ဆိုတော့အဲ့တလိုမျိုးထက်ပို့ပြီးတော့ပြတယ်နိုင်ငံတော်မြေကြီးဟိုကရေခဲကြီးကိုဖို့လာအခုကနိုင်ငံတော်မြေကြီးကိုလုပ်တဲ့ကိစ္စရှိတယ်နိုင်ငံတော်မြေကြီးဆိုတာနိုင်ငံတော်မြေကြီးကို အာအစိုးရကနိုင်ငံတော်အကြီးအကဲကဘာလုပ်လဲဆိုတော့မွေးမြူရေးလုပ်ငန်းလုပ်ဖို့ဆိုမွေးမြူရေးစုံကော့မူးကွညံကုန်တော်တေးမှာမွေးမြူရေးစုံဆိုပြီးလုပ်တယ်အဲမွေးမြူရေးစုံလုပ်တဲ့ဟာကမြေတွေပေးတယ်ပေးတဲ့အခါမှာပြဿနာကတကယ်မွေးတဲ့လူတွေလက်ထဲကိုတိုက်ရိုက်မရောက်ခွဲနဲ့တစ်ဆင့်နှစ်ဆင့်ခံရောရောက်တယ်ပြီးတော့မွေးတဲ့လူတွေကဧက90ရတယ်ဒါပေမဲ့ဧက90 10ဧက120 30အဲ့လိုယူကြတယ်ယူကြပြီးတော့တယူနစ်ကိုတယူနစ်ကို9ဧကပါဗျအဲ့တော့ဒါပေမဲ့တချို့က2ယူနစ်တချို့က3ယူနစ်အဲ့လိုယူပြီးတော့သူကလုကြတယ်လုကြတဲ့အခါမှာတချို့တွေကကျတော့ ယူပြီးတော့တကယ်မလုပ်ဖဲနဲ့တချို့မြေတွေမယူမလုပ်ဘူးစားစံရည်လည်းမရှိဘူးတချို့ဆိုစားစံရည်မခိုင်ပါဘူးဘာမှမလုပ်ဖဲနဲ့ဟိုဖြစ်ကစားတလူပဲပေးလိုက်သူမျိုးပေးတယ်လို့ကြားတယ်အဲ့တော့စီပင်အနေနဲ့ကရန်ကုန်ပြည်တော်စီပင်အနေနဲ့လည်းနည်းနည်းတော့အဲ့ဒါစဉ်းစားရမယ်လို့ကျွန်တော်ထင်တယ်ထေချာတော့ပြန်ပြီးတော့လုပ်ရမယ်ထင်တယ်ဒီကိစ္စအဲ့ဒီအဲ့ဒီမြေကိစ္စတော်တော်ဆိုဖြစ်တယ်အဲ့တော့မွေးမြူရေးအတွက်ကိုအထောက်ပါတော့ကျွန်တော်ကမွေးမြူရေးလုပ်ချင်တယ်မွေးချင်တယ်ဒါပေမဲ့ကျွန်တော်စီကိုမြေတိုက်ရမရောက်ဘူးဂျားတယောက်စီကိုရောက်တယ်အဲ့တယောက်ကလည်းမှကျွန်တော်ပြန်ဝဲရတယ်အဲ့တော့အစိုးရချပေးတဲ့ဈေးက တော်တော်သက်သာတယ်တော်တော်သက်သာတယ်နော်ဒါပေမဲ့ဂျားကန်တယောက်စီကိုရောက်ပြီးတော့အဲ့လိုကနေပြီးနောက်တစ်ယောက်ကိုလွှဲရောင်းတဲ့အခါမှာဈေးကတဲကောက်ဘလောက်ဆိုဈေးတက်ပေါ့အဲ့လိုနဲ့ဂျားတဲ့အဖွဲကလှုပ်ဆောင်သွားတာပုံများနေတယ်ပြီးတော့ယူပြီးတော့ကိုဇာတ်ဆန္ဒကိစ္စကြီးလဲရှင်းရှင်းလင်းလင်းမရှိဘူးလို့ဖို့လိုတယ်စစ်ဖို့လိုတယ်စစ်ဖို့လိုတယ်ပေါ့အဲ့တော့ပို့နေပြန်တော့ဒီကိစ္စကခင်ဗျာဟိုအစိုးရအနေနဲ့တေချာကြကြနာဂိုင်ပြောပြီးစစ်ဆေးဖို့လိုတဲ့ကိစ္စလို့ကျွန်တော်မြင်တယ်အဲ့တော့ကော်မူကွန်ညာကိုတွန်တေးကမွေးမြူရေးခြံနေမွေးမြူရေးမြေမွေးမြူရေးအတွက်ပေးတဲ့မြေဒီကိစ္စကို အဲကျွန်တော်စောင့်ကြည့်ကြအောင်မယ်ပူပြီးကြဲကြဲလောင်လေးဟိုစောင့်ကြည့်ကြတာပေါ့ဘာလို့ဆိုတော့ကြဲကြဲလောင်လေးဖြစ်လာအောင်မယ်လို့ကျွန်တော်မြင်တယ်တချို့တော့တူတူကြည့်ကြည့်ပြီးတော့ခုမှစဉ်းစားရရင်တင်းလိုက်ပေါ့ဖြစ်နေတယ်ကြားတယ်အဲ့တော့တကယ်ရလို့တကယ်မွေးဖို့လူလက်ထဲထည့်တာကောင်းပါတယ်မဟုတ်ဘဲနဲ့အဲပိုင်ရန်ဆိုင်ရာတွေနဲ့ပေါင်းပြီးဟိုအလုပ်တရားလုပ်လုပ်ချလိုက်တဲ့ဇာတ်မျိုးဆိုရင်တော့ပြဿနာရှိပါတယ်အဲ့တော့ပြန်ကုန်ပြုတ်ရစီမံအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ရင်မြို့မြို့တော်ဝန်အပအောင်ပေါ့ဗျဒီကိစ္စနဲ့ပတ်သက်ရင်ဟိုဘာပဲပြောအဲတမတမချစ်ကြလို့ကြောက်ဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းခြင်းနဲ့တကယ်လို့ ဟိုဟိုတန်တရားဖြစ်เสียရည်လုတ်ခဲ့ရဲဆိုရင်လေအဲ့တန်တရားဖြစ်เสียမဖြစ်အောင် ရှင်းအောင်လုတ်ကြဖို့လိုတယ်မဟုတ်ရင်တော့ဒလရေခဲကြီးမြည်ဖို့တို့လိုမျိုးပြဿနာတက်ကုန်နေမယ်လို့ကျွန်တော်တို့မြင်ကြောင်းပြောရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲ